ဟိုတုန်းကကရေ80လောက်ချမ်းသာတဲ့အိမ်လိပ်သာလို့ခေါ်တဲ့အထေကြီးတယောက်ရှိခဲ့ဘူးအရဏဒီဘီမတူကနေရသူမိဘဘိုးဘွားတွေကအစင်အဆက်ဆွေ90မျိုး90အလူရှင်နေမျိုးရအလာမျိုးအဝင်အထွက်တကားလေးမျက်နှာသူတို့အိမ်တကား အတိတ်အလှမတ်တ်တွေဆောင်ပြီးတော့အလှကျတန်းကြီးတွေပေးကံလှူတန်းခဲ့ကြတယ်အလှရှင်ကြီးတွေအဲ့ဒါတရားတရားကမရှိတဲ့ပုဂ္ဂိုလ်သိနှမျောလုံးတဲ့ပုဂ္ဂိုလ်ဆိုတော့သူ့လက်ထက်မှာအဲ့ဒီအလှမတ်တ်တွေအကုန်လုံးကိုဖြတ်စည်းပြီးတော့ကြက်လိုက်ကွန်မရှင်မိတိုက်ကြက်လိုက်တယ် အလူကန်နေလိုင်းလည်းငါပစ္စည်းရလကားလာယူတော့နေတော့တောင်းတိုင်းပေးရကောင်းလားဆိုပြီးတော့ဆယ်ရီကျင်းမောင်းပြီးတော့လွတ်အင်မတန်မှနှမျောတယ်ပေါ့နော်စောင့်လေမျိုးနွယ်အမျိုးနွယ်ကိုစောင့်ရှောက်နိုင်စမ်းမရှိသားနှမျောတော့လားအဲအင်မတန်နှမျောသလိုရုပ်ကလည်းအင်မတန်ဆိုးတယ်။ခြေောက်ကကိုွေခွင်းနေတယ်ခြေခွင်းကကွတ်တာကွတ်တာဖြစ်။မျက်စိကလည်းတလုံးနဲ့တလုံးမတည့်ဘူးစောင်းရွှေ ခါကလိုက်ကုန်လို့ကြည်ရတာတော်တော်ကုန်ပုံစုံပန်းစုံတွန့်လိုက်ပြီးတော့နေသူပစ္စည်းကိုတွန့်အလုံးအုံးလုံးကိုတွန့်တို့နှမျောတယ်လို့ပဲခန္ဓာကိုယ်အသွင်မြင်လက္ခဏာကလည်းတွန့်လင်းကောက်ကွေကုန်းကွနေတဲ့ပုံစံမျိုးဖြစ်အဲ့ဒါလိုပုံစံဖြစ်တယ်ဒါသူကံအကျိုးပေးတိုင်းစိတ်ရင်းအတိုင်းပဲဖြစ်နေတဲ့သဘောပဲ။ဒါနဲ့ကြတော့အဲ့ဒီအိမ်လိုက်တာတစ်သေးကြီးဟာ ဘရင်စီရသွားပြီးပြန်တော့လမ်းမှာလူတွေငချောက်နဲ့ငါနေလမ်းထားတာငချောက်နဲ့အရက်တောက်နေတာကိုသူတွေ့ရက်တောက်ချင်။နော်အရက်တောက်ချင်။အဝဲတောက်ပါလားမဟုတ်ဘူး။အဲ့လိုကြလည်းမတောက်ချင်ဘူးတော့ကွာ။အဲ့ဒါသူကအရက်တောက်ချင်စိတ်ကအတ္တရနဲ့မြင်ပြီးတော့တောက်ချင်စိတ်ကဖြစ်လာတာဖြောက်လို့ကမရ။ရက်တောက်ချင်တာရက်တောက်ချင် အော်ကျမ်းမာရေးသိပ်မကောင်းဘူးစိတ်ကဒီပဲရောက်နေတော့အဲ့ဒီအရက်ပဲရောက်နေအမျိုးဝါလည်းမျိုးနောက်ဘယ်လို့မှသူမဖြစ်ရောက်နိုင်တော့အဲ့ဒါအရက်ဆိုင်ကနေပြီးတော့အရက်တပဲဘူးတပဲဘူးအဲ့ဒါတပဲတော့ဒီနေ့ခေတ်လာဒါနော်250ဘူး500ဘူးအဲ့လောက်တော့ဖြစ်မှာအ ਨੇ ဆုံးနှုံထားပေါ့ရက်ဆိုင်မှာဝယ်လို့ရတဲ့တဲမှာအ ਨੇ ဆုံးနှုံထားတဲ့သူဝယ်တာဝယ်ပြီးတော့အိမ်မှာလည်းမတောက်ချင်ဘူး နော်သူမကောင်းမလို့တော့သူများမြင်သားမှာဆိုလို့မဟုတ်ဘူးနှမျောလို့သူတောက်တာမြင်သူများတောင်းတောက်မှာဆိုလို့ဥစ္စာ၆တာအိမ်မှာမတောက်ဘူးလူမြင်မှာဆိုလို့လူစီစီအရက်ဆိုင်မှာလည်းမတောက်ဘူးကိုယ်အခန်းထဲကိုယူတောက်လိုက်မယ်မအောင်မင်းနဲ့အဲ့ဒါလို့လည်းမတော်တဆမြင်သားမှာကြောက်သေးပုံရအဲ့ဒါမြို့အပြင်ကိုထွက်ပြီးတော့ခြုံထဲမှာပုံးပြီးအရက်တောက်နော်တို့စရာသူများလို့အမြင်လည်းမပေါ့စားလေးနဲ့ပေါ့လေ အရက်ကလေးတပဲဘူးအရက်ကလေးတပဲဘူးအဲ့ဒါမြို့အပြင်ခြုံထဲမှာခြုံထဲမှာသွားပြီးတော့ခိုးတောင်နေရတဲ့အနေအထားဖြစ်ဒီဒီလောက်နှမျောတာကလည်းပဲဥစ္စနမကောင်းဘူးပေါ့နော်အတိုင်းထက်တော့နှမျောတဲ့အနေအထားမျိုးကိုရောက်သွား အဲ့ဒါရက်တောင်မှခြုံတဲ့ခိုးတော်တော်နှမျောတယ်ဆိုမှဒါစဉ်းစားကြည့်ပြီးတော့စဉ်းစားတာကြည့်ပြီးတော့ဘယ်သူများတရားကြည့်ပြုနိုင်လိမ့်မလဲသူမိသားစုတောင်းမှနင်တို့ထမင်းစားရပြီးတာပဲလို့အောက်မချင်းမိတ်နေမှာနော်ကိုမိသားစုဘာနဲ့စားစားစားရဖြစ်ပြီးတာပဲဆံအကောင်းမလို့ဘူးစကွဲနဲ့ချက်စားကြလို့တော့မပြောနိုင်မလားမသိဘူး ချမ်းသာပါလေမတုံးရမစားရမလူရမတန်းရမရှိလို့နှမျောတာဥစမပြောလို့သေးဘူး။ဟောမရှိတဲ့ပုဂ္ဂိုလ်ဆင်းရဲတဲ့ပုဂ္ဂိုလ်ဆိုတော့ဒုက္ခဖြစ်မှာဆိုလို့အခက်ခဲဖြစ်မှာဆိုလို့နှမျောစည်းနေတာနော်ကိုစည်းတင်တာလည်းစည်းတင်တာလည်းတင်တာနှမျောတတ်တာဥစမပြောတော့ဘလောက်ချမ်းသာရတဲ့တန်းနဲ့နှမျောတယ်ဆိုတာဒါကောင်းတဲ့လက္ခဏာမဟုတ်ဘူးဗျ။အဲဒါမလို့နှမျောတဲ့တဲ့လောက်နဲ့နှမျောပါ စည်းစနဲ့ထားတဲ့တော့လည်းထားပါလှူတဲ့တော့လည်းလှူပါသုံးတဲ့တော့လည်းသုံးပါလို့ဥစဉ်နေနဲ့အာရမတွေကိုဒီအိမ်လိုက်တာတထေးကြီးလို့မဖြစ်ဖို့တိုက်တွန်းပါတယ်ဥစဉ်တော့ညီမလူမျိုးကတိတ်ပြီးတရားတရားကတော့ကောင်းလို့နေများပဲအဲ့လောက်နှမျိုးနဲ့လို့ရှားမယ်လို့ထင်ပါတယ်နော်ဒါကတော့ဘုဒ္ဓတာဘော